ဓမ္မမိတ်ဆွေဒီကိုမောင်မတို့ဒီတစ်ပတ်မှာအတူတကွာစုယုံပြီးစုတောင်းကြခြင်းဖြင့်ရင်ခံရေးအတွက်ဘယ်လိုထောက်ကူဖြစ်စေနိုင်တယ်ဆိုတာကိုလေ့လာကြည့်ကြရအောင်စုတောင်းတဲ့အခါမှာလူရဲ့နှလုံးသားကိုအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့ဖခင်ထံတော်သို့ဖွင့်ပေးတယ်လူရဲ့နှလုံးသားထဲမှာလူရဲ့အော်တာဘစိတ်ထဲမှာရေးထားတဲ့ဖခင်ဥပဒေတာတွေဖခင်နီလန်းတော်တွေ ဘုရား၏ပြည့်ညတ်တော်တွေထံကိုသူ့ရဲ့နှလုံးသားကိုဖွင့်ပေးတယ်။စူတောင်းခြင်းဖြင့်မိမိဘေးနားမှာရှိတဲ့အခြားလူတွေထံကိုမိမိရဲ့နှလုံးသားတကားကိုပွင့်စေတယ်။ယူတည်ခြင်းနားလည်ပေးခြင်းလေးစားခြင်းချစ်ခြင်းဖြင့်သူတို့နဲ့မှန်ကန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်စေဖို့မိမိတို့ရဲ့နှလုံးသားတကားတွေကိုပွင့်စေတယ်။ဒါကြောင့်1992ခုနှစ် ကမ္ဘာညင်းချင်းရေးနေ့အတွက်အမှားစကားမှာပိုရမ်းမင်းကြီးဂျွန်ဘော the second ကအခုလိုမိန့်ဆိုခဲ့ပါတယ်။စူတောင်းရင်းသည်ကျွန်တို့ကိုအကျိုးအထီးရောက်ဆုံးပေါင်းဆက်ပေးတဲ့အနောင်ကျိုးဖြစ်တယ်။မင်းကြီးမြချင်းတွေနားလည်မှုလွဲချင်းတွေခါတီချင်းရက်ဆက်မုန်တီချင်းတွေကိုကြော်လွားပြီးတော့ဘာသာဝင်တွေတယောက်ကိုတယောက်တွေးဆုံနိုင်စေသောနေရာသည်စူတောင်းခြင်းဖြစ်တယ်။ဘုရားနှင့် အခြားသောလူသားများနဲ့မှန်ကန်သောဆက်ဆံရေးရှိခြင်းကိုစစ်မှန်စွာ ဖော်ပြခြင်းဖြစ်တယ်။စူတောင်းခြင်းနှင့်ငြိမ်းချမ်းရေးအတွက်အပေါင်းလက္ခဏာပေးဆက်မှု ဖြစ်နေပြီးဖြစ်တယ်လို့ဘုရားမင်းကြီးဂျွန်ဘော II ကမိတ်ဆွေခဲ့ပါတယ်။စူတောင်းခြင်းပြုတဲ့စိတ်နဲ့စိတ်ထားကဤကမ္ဘာလောကကြီးရဲ့အရာတွေရဲ့တန်ဖိုးအနစ်အမြစ်အလား၎င်းတို့ရဲ့တန်ဖိုးတွေကိုလူတွေကိုတင်ပြပေးပါတယ်။ လောကီအရာတွေပေါ်မှာအတိုင်းအတာတစ်ခုအထိမိမိစိတ်ကိုကင်းကွာအောင်နေခြင်းမိမိကိုထိန်းချုပ်ချိုးချံခြင်းတရားကျင့်ခြင်းအကြောင်းတွေကိုဘာသာတရားအများစုကပင်ကြားပေးကြပါတယ်။ဒါကငင်းခံရေးတိဆောက်ရန်အတွက်အကျိုးဖြစ်စေတဲ့အရာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြဿနာတော်တော်များများက လူရဲ့လောဘစိတ်လောကီအရာတွေပေါ်မှာမိမိရဲ့စိတ်ကိုထိန်းချုပ်မှုမရှိဘဲတမတ်စိတ် အခြားလူများနဲ့မဝေမျှလိုပဲမိမိတူးတွေကသာရယူလို့စိတ်လေးကြောင့်ဖြစ်ရတာဖြစ်ပါလေရင်ချမ်းရေးကိုရရှိနိုင်ဖို့ကနှေးကွေးပြီးတော့တစ်ခါတစ်ခါမှကြမ်းတမ်းပါလေစိတ်ရှိတီးခံခြင်းဇွဲရှိခြင်းနှိမ့်ချခြင်းအရာအလုံးအတိတ်ကနေတဖန်ပြန်ဆလိုခြင်းတွေရှိရမှာဖြစ်ပါလေကမ္မထန်ထာခြင်းစူတောင်းခြင်းတို့ကထိုးပါရမီများကိုရရှိစေဖို့အမြင့်မားဆုံး အထောက်အကူပြုတဲ့အရာတွေဖြစ်ပါတယ်။ဒါကြောင့်လည်းညီချင်းကြီးတို့စုတောင်းချင်းကိုပါသာဝင်နေအမြောက်များကနှစ်သက်ကြတာဖြစ်ပါတယ်။အိုယမ်မင်းကြီးဂျွန်ဘော the second ရဲ့ဖိတ်ကြားမှုနဲ့1986ခုနှစ်အော်တိုဝါလ29ရက်နေ့အီတလီနိုင်ငံအာစီစီမြို့မှာဘာသာပေါင်းစုံယုံကြည်သူတွေအတူတကွဆူယုံပြီးတော့ကမ္ဘာညီချင်းကြီးတို့စုတောင်းကြရနေ့မှာစုတောင်းခဲ့ကြရင်လူတွေရဲ့စိတ်ကိုလုံးစုံအပေးဆုံးဖြစ်ရဖြစ်ခဲ့ပါ အဲ့နောက်နှစ်လကြာမှာပေါ်ရမင်းကြီးဂျွန်ဘောသက်ကန်ကကာဒီနေကြီးတွေနဲ့ဗာတီကန်ယုံနေမှာရှိတဲ့အခြားသာသနာအမှုတန်းတွေကို Christmas နှုတ်ခွန်းဆက်စကားမွက်ကြားရမှာ RCC မြို့ကအခမ်းအနားရဲ့အရေးကြီးမှုကိုအခုလိုရှင်းပြခဲ့ပါတယ်။ငင်းချမ်းရေးတွေစူတောင်းကြီးရဲ့တူမတူတဲ့တံပိုးကို RCC မြို့မှာအလွန်ထူးခြားတဲ့နီလန်းဖြင့်ပြည့်ရှိခဲ့ကြတယ်။လူသားအားလုံးဤစူတောင်းခြင်း လူတိုင်းကမိတို့၏ဘာသာတရား၌စုတောင်းခြင်းမရှိဘဲနဲ့အင်းချမ်းခြင်းကိုမရှိနိုင်ဘူးလို့သိရှိခဲ့ကြပါတယ်စစ်မှန်သောစုတောင်းခြင်းဆိုဒီမှာလူတိုင်း၏နှလုံးသားထဲမှာနဲ့နေစွာဖြင့်ကိန်းအောင်လျက်ရှိတဲ့တန်ရှင်သောဝိညာဉ်တော်မြတ်ဖျား၏ထိတ်ခေါ်ခြင်းဖြစ်တယ်လို့ကျွန်တော်တို့ဆိုနိုင်ပါတယ်လို့ပေါ်ရမင်းကြီးကပြောကြားခဲ့ပါတယ်ငင်းချင်းကြီးအတွက်ဆွေးနွေးနေုံနဲ့မလုံလောက်ဘူးငင်းချင်းကြီးအတွက်ကျွန်တော်တို့တွေ စုတောင်းသင်ကြတယ်ဆိုတော့အခိုင်အမာယုံကြည်တဲ့အုပ်စုအဖွဲ့တွေကဘာကြီးပေါ်မှာအများကြီးရှိပါတယ်။ဘာသာပေါင်းစုံအတူတူကစုတောင်းလူချင်းစိတ်ဆန္ဒကပို၍ပို၍တိုးဝါလာတာကြောင့်ဘာသာတရားများအချင်းချင်းနှီးနှောဖလှယ်ခြင်းအကြောင်းကိုကျွန်တော်တို့တွေဆက်လက်ပြီးတော့လေ့လာသွားကြမှာဖြစ်ပါတယ်။တမမိတ်ဆွေညီကောင်မအရောက်စီတိုင်းကိုယ်ကာယကြီးချမ်းမာခြင်းစိတ်ငြိမ်းချမ်းခြင်းအစဉ်ရှိကြပါစေ။